ဒီနေ့မှာတော့တောနဲ့ကြီးတွေထဲကနေရှားပွေတွေးစီခဲ့တဲ့ကျောင်းဆရာကောင်းတဲ့နေရာတွေနဲ့တတိကောင်းတဲ့သူတွေလောက်သာသွားရောက်လည်လာကြတဲ့တစီရွာတွေတစီတစ်တော်တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီနေရာတွေကလိုအပ်စမ်းကြဲပြီးကျောင်းဆရာလေးကောင်းတာကြောင့်တင့်အနေနဲ့ထူးခြားစမ်းကြဲမှုတွေကိုကြိုင်နေတတ်တယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါမယ်။နံပါတ်1နတ်တငယ်ရွာ ဒီနေရာကတော့အမေရိကန်နိုင်ငံကွာနက်တကက်ပြည်နယ်တွေကကြောက်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။မစ်တယ်ဘယ်ရီတောအုပ်လို့ခေါ်ပြီးဒီတောအုပ်ထဲမှာအယုတ်အင်တသားလောက်ပဲရှိတဲ့ကြောက်တုံးတွေနဲ့ပြုလုပ်ထားတဲ့အိမ်ငယ်လေးတွေအများကြီးရှိနေပါတယ်။ချောင်းသွေးနေတဲ့တောအုပ်ကြီးတွေကအိမ်ငယ်လေးတွေရိုရင်းပြိုပြက်နေတဲ့ကြောက်တုံးတွေနဲ့အကြံံကိုကြားလောက်အောင်တိတ်ဆိတ်ငြိမ်သက်မှုတွေကြောင့်ဒီနေရာကို နေခင်းဘက်သွားရင်တောင်မှကြောချမ်းစရာကောင်းနေပါသေးတယ်။ဘေးပက်ပက်လေမှာကြောက်တုံးရင်တေးသေးလေးတွေအများကြီးရှိပေမဲ့ အလဲမှာတော့အတော်လေးကိုယိုရင်းပြက်စီးနေပြီဖြစ်တဲ့ကြောက်တော့ရင်အကြီးကြီးတလုံးရှိနေပါတယ်။ကောလာဟလာတွေအရာဒီအင်းကြီးထဲမှာနေထိုင်တဲ့သူတွေကိုလူတိတိလူတွေကရိုးတော်တော်အောင်ပြူစားခဲ့ကြတယ်လို့ဆိုပါတယ်။တခါတော့ကလူတယောက်ဟာစုံမတယောက်နဲ့ချစ်ကြိုက်မိပြီးဒီတော့အုတ်ထဲကကြောက်တော့အင်းကြီးထဲမှာပဲနေထိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမိန်းမဖြစ်တဲ့စုံမဟာတော့အုတ်ထဲကနတ်တငယ်လေးတွေကိုမြင်လာခဲ့ပါတယ်။အဲ့လိုနဲ့သူမိန်းမဟာဒီနတ်တငယ်လေးတွေနဲ့အတူနေထိုင်လို့ရအောင်အယုတ်အိမ်လောက်သာရှိတဲ့ အိမ်သေးသေးလေးတွေစောက်ခိုင်းခဲ့ပါတယ်။တကယ်တမ်းသူမိမဟာဒီနတ်တငယ်လေးတွေကိုထိန်းချုပ်ချင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီရွာတွေကနတ်တငယ်တွေရဲ့စွမ်းအားဟာအရန်ကြီးထွားလာပြီးသူတို့လင်မယားနှစ်ယောက်လည်းယူသွတ်သွားခဲ့ပါတယ်။ဒီကြောက်တော့အိမ်တွေကိုစွန့်ပစ်ထားတာကြာပြီဖြစ်တာကြောင့်ညဘက်မှာဒီအိမ်တွေစီကနေထူးဆန်းတဲ့တီတူပြောဆိုတဲ့နေ့တချင်းဆိုတဲ့နေ့ကိုကြားနေရတယ်လို့ဆိုပါတယ်။မယုံကြည်တဲ့လူတွေဟာဒီနေရာကိုတွားရောက်လေ့လာခဲ့ပြီးနောက်ဆုံးမှာတော့လူသေးသေးလေးတွေလိုက်ချောင်းလန်တာကိုခံခဲ့ရပါတယ်။ ထီတော့အိုးရဲ့အနာကနေဖြတ်သွားရင်တောင်အတန်ဒီကို ကြားနေရတာကြောင့်အဝေးကနေပဲရှောင်ကွင်းသွားကြတယ်လို့ဆိုပါတယ်။နံပါတ်1အယုံများကျွန်းဒီနေရာကတော့မက္ကစီကိုနိုင်ငံမှာရှိတဲ့ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ထူးခြားတာကတပင်တွေပေါ်မှာအယုတ်တွေရာနဲ့ချီပြီးရှိနေတာဖြစ်ပါတယ်။ဒီကိုလာရောက်လေးလာသူတွေကတခါတရံအယုတ်တွေစီကနေတီးတူးအတန်ဒီကိုကြားရတယ်လို့အယုတ်တွေကနေမျက်တောင်ခတ်ပြတာတွေကိုလည်းမြင်ရတယ်လို့ဆိုကြပါတယ်။ အယုတ်တွေဟာရာသီဥတုံကြောင့်ဟောင်းနှွမ်းနေပြီးမျက်လုံးတွေပြောင်းနေတာလက်ပြည့်ချေပြည့်ဖြစ်နေတာဖုံတွေနဲ့ပင့်ကူအိမ်တွေဖုံးလန်းနေတာကြောင့်ပိုပြီးကြောက်မက်ဖွယ်ကောင်းနေပါတယ်တကယ်တမ်းဒီကျွန်းငယ်လေးမှာထူးခြားတဲ့ဇလန်လေးတစ်ပုဒ်ရှိခဲ့ပါတယ်အဲ့ဒါကတော့ဒီကျွန်းရဲ့အဆောင်ဖြစ်တဲ့ဂျူလီယန်ဆန်နာနာဟာရင်းနှစ်တည်ဆုံနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ရတာနေစပါတယ်သူကဒီကောင်မလေးကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်အလွန်မဲဝမ်းနေပူဆွေးခဲ့ရပါတယ်အဲ့လိုနဲ့နောက်တနေ့မှာ ရေထဲမှာမျောပါလာတဲ့အယုတ်တရုတ်ကိုထပ်မံတွေ့ရှိခဲ့ရပါတယ်။သူကဒီအယုတ်ကိုရေနဲ့တည်ဆုံးသွားတဲ့ကောင်မလေးပိုင်နေလို့ယူဆပြီးတစ်ပင်တစ်ပင်မှာချိန်ဆွဲထားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဒီကျွန်းပေါ်မှာခြေတံတွေတီတူပြောဆိုတံတွေငိုရှိုက်တံတွေကိုညဘက်တိုင်းကြားလာရပါတယ်။ဒီဝိညာဉ်ရဲ့၆လံမှုကနေလွတ်မြောက်ဖို့ဂျူလီယန်ဟာအယုတ်တွေကိုအလင်းအမြန်စုဆောင်းပါတော့တယ်။ဒီလိုနဲ့နှစ်ပေါင်း90ကျော်ကြာအောင်အယုတ်တွေကိုချိန်ဆွဲလာခဲ့တာအခုဆိုရင်တော့ကျွန်းတစ်ခုလုံးအယုတ်တွေနဲ့ပြည့်နှံ့နေပါပြီ။ 2000ခုနှစ်မှာတော့ဂျူလီယန်လည်းရင်းနှစ်တည်ဆုံးခဲ့ပါတယ်။အန်ဩဇီယာကောင်းနာကကောင်မလေးရဲ့ရုပ်အလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲတည်ဆုံးနေတာဖြစ်ပါတယ်။နံပါတ်3ပူဝေးလျာကျွန်းဒီကျွန်းကတော့အီတလီနိုင်ငံဗင်းနီမြို့အနီးမှာရှိပါတယ်။တမိုင်းကျောင်းနေအရာအမောင်မိုက်ဆုံးဖြစ်ပျက်တွေအများအပြားဖြစ်ပျက်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။၁၄ရာစုကပလေယောဂဖြစ်ပွားချိန်မှာယောဂကုသခံရတဲ့လူပေါင်း၃၆၀၀၀ကျော်ကိုဒီကျွန်းပေါ်မှာပဲစုပြုံထားခဲ့ပါတယ်။ 1922ခုနှစ်မှာတော့စေယောဂါကိုဇင်းရုံအဖြစ်ပြောင်းလဲခဲ့ပြီးလူနာတွေကိုရက်ဆက်တဲ့စံသက်လိလာမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဆောင်ကိုတိုင်ကလည်းဒီဝိညာဉ်ရဲ့ခြောက်လှမ်းမှုတွေကိုမခံနိုင်တဲ့အစုံခေါင်းလောင်းမျောစင်မှုကနေခုန်ချပြီးတက်သေးသွားခဲ့ပါတယ်။ဒီကျွန်းရဲ့မြေကြီးတဝက်နီးပါးဟာလူအယိုးပြားတွေနဲ့ရောနှောနေတယ်လို့ယုံကြည်ကြပါတယ်။ဒီကျွန်းကိုပိတ်ထားပြီးအများပြည်သူဝင်ရောက်လိလာခွင့်မပြုပါဘူး။ဒေသခံငါးဖန်သမားတွေတောင်ဒီကျွန်းနာကိုမကက်ရဲကြပဲ ဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေကြောင်းမက်ဖွဲကောင်းတဲ့ခေါင်းလောင်းတန်တွေကိုကြားနေရဆဲဖြစ်ပါတယ်ဒီတစ်တော်ကတော့ဂျပန်နိုင်ငံဖူဂျီတာအူချီရေးမှရှိပြီးအိုဂီဂဟာရာတစ်တော်လို့ခေါ်ပါတယ်ဒီတစ်တော်ထဲမှာလူတွေကကိုကိုကိုတက်သေးတတ်တာကြောင့်ဆူဆိုက်ဖော်ရက်လို့လူတီများပါတယ်နေ့စဉ်နဲ့တိုင်းလူများပြားဟာဒီနေရာမှာကိုကိုကိုအဆုံးစီရင်လေးရှိတဲ့အတွက်ညူငယ်ဝဲကောင်းတဲ့ဝမ်းနေဝဲရာစွန်းရင်ပြေးနံနေတယ်လို့ယုံကြည်ကြပါတယ်ရှေးခေတ်တုန်းကအသက်ကြီးတဲ့သူတွေကို ီတိုးထဲမှာစွန့်ပစ်ခဲ့ကြပြီးမကြုံမလွတဲ့ဝိညာဉ်တွေက၆လန့်နေပါတယ်။ဂျပန်ဒဏ္ဍာရီတွေအရရှီတုံကဒီတိုးတော်ကိုနှဆိုးရည်ရဲ့နေရာအဖြစ်သတ်မှတ်ခဲ့ကြပြီးနေကင်းဘက်မှာတောင်အလင်းရောင်မကျရောက်တာကြောင့်အမြဲတမ်းမှောင်မဲနေတတ်ပါတယ်။ဒီတိုးတော်ရဲ့ကိုဝင်ရောက်သူအများစုဟာအလိုလိုနေရင်းဆိုရင်စိမ့်နဲ့ကြောက်ရွံ့မှုကိုခံစားရတယ်လို့ဆိုပါတယ်။လူမပြောနဲ့ GPS တောင်မှဒီနေရာကိုရောက်ရင်ခြားခြားလဲသွားတာကြောင့်လမ်းပြောက်တတ်ပါတယ်။နံပါတ်5ဟိုယာဘာစီယူတက်တော် ဒီတစ်တော်ကိုတော့ရိုမေးနီးယားနိုင်ငံထရန်စီဗေးနီးယားရဲ့ဘာမြူဒါဒရိကန်လို့ခေါ်ကြပါတယ်။ရုတ်တရက်လူတွေပျောက်ဆုံးသွားတာတရဲသစီတွေမြင်ရတာအပါအဝင်ထူးဆန်းတဲ့ဖြစ်ရပ်တွေပေါ်များတဲ့အတွက်နာမည်ကျော်ပါတယ်။လွန်ခဲ့တဲ့ရာစုံနှစ်တစ်ခုကျော်ကတူအကောင်နေရာနဲ့အတူဒီတစ်တော်ထဲမှာပျောက်ဆုံးသွားခဲ့တဲ့တူရင်းဘာစီယူကိုအစွဲပြုပြီးမှဲ့ခေါ်ထားတာဖြစ်ပါတယ်။ဒီတစ်တော်တွေကိုဝင်သွားတဲ့သူတွေဟာမှန်ညာနေပျောက်ဆုံးတာ၊နာယီတွေရက်တန့်သွားတာ၊တန်လိုက်အိမ်မြောင်တွေခြားခြားလဲသွားတာအပြင်ဖုံးပတ်တီတွေချိုက်ချင်းကုန်သွားတာမျိုးဖြစ်တတ်ပါတယ်။ တော်တွေကနေပြန်ထွက်လာသူတွေကလည်းအကြောင်းမဲ့မူဝေခြင်းခေါင်းကိုက်ခြင်းအသားရည်လောင်ကျွမ်းခြင်းနဲ့အဖုပိတ်နေထွက်လာတာမျိုးကိုကြုံတွေ့ရတယ်လို့ဆိုကြပါတယ်။နောက်ပြီးအပင်တွေဟာပုံမှန်မဟုတ်ဘဲကောက်ကွေးနေတာကြောင့်ထူးဆန်းပြီးတစ်တော့အလဲမှာတော့ဘာအပင်မှမပေါက်ဘဲရှင်းလင်းနေတဲ့စက်ဝိုင်းပုံစံကွင်းပြင်ကြီးတစ်ခုရှိနေပါတယ်။ဒီနေရာကိုဂျိုသားတွေဆင်းသက်ရဒါမှမဟုတ်အခြားပုံတစ်ခုကိုတွားရောက်တဲ့ပေါ်တယ်တစ်ခုဖြစ်မယ်လို့အခိုင်အမာယုံကြည်ကြပါတယ်။တင်သားမကြောက်တဲ့လူတယောက်နှလုံးရောဂါမရှိတဲ့လူတယောက်ဆိုရင်ဒီနေရာကိုတွားကြည့်တယ်ပါတယ်။ ဒါပေမဲ့တကယ်၆လမ်းခံရရင်တော့ကျွန်တော်နဲ့မဆိုင်ဘူးနော်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြမယ်